အာရီတိုင်းတွင်းရှိမြို့နယ်ချို့မှာရက်ကွက်ကြေးရွာအုပ်ချုပ်ရေးမှုတွေနဲ့စစ်ကောင်စီတပ်တို့ပူးပေါင်းပြီးလူငယ်ချို့ကိုအကြောင်းမကြားဘဲတွားရောက်ခေါ်ဆောင်ပြီးအခြားဒေသတွေကိုစစ်မှုထမ်းအစားထိုးဖြင့်ရောင်းချနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလအစပိုင်းကနေစတင်ပြီးရက်ကွက်နဲ့ကြေးရွာတွေမှာစစ်မှုထမ်းအစားထိုးဖို့အတွက်ငွေယူပြီးစစ်တပ်နဲ့တပ်ဖို့လက်ခံမဲ့သူရှားပါးလာတာကြောင့်အခုလုံပြုလုပ်လာခြင်းဖြစ်နိုင်တယ်လို့ဒေသခံတွေကပြောပါတယ်။ စစ်မှုထမ်းပါတယ်ဆိုပြီးလာခေါ်တယ်။နောက်၃ရက်လောက်ကြာမှမိဘတွေကိုငွေလာပေးတယ်။ဘဲရွာမှာလူလိုလို့သူ့ကိုထဲလိုက်ရတယ်ဆိုပြီးပြောတယ်။တင်နန်းစင်းရင်ရှေ့တန်းမထွက်ရတဲ့နေရာထားမယ်ဆိုပြီးခရီးပေးတယ်။မိမာတွေကတော့ငိုယုံပဲတက်နိုင်တယ်လို့ကန်ကြီးတော်မြို့နယ်ကဒေသခံတူက ARD Times ကိုပြောပါရယ် ပြီးခဲ့တဲ့မေလကုန်နဲ့ဇွန်လအစပိုင်းမှာလည်းပသိမ်မြို့နယ်ကလူငယ်နှုတ်ကိုရက်ကွက်အုပ်ချုပ်ရေးဖွဲ့ကလာရောက်ခေါ်ဆောင်သွားပြီးအခြားကြေးရော်တွေကစစ်မှုရန်အစားထိုးဖြစ်ပို့ဆောင်ပြီးမိဘတွေကိုငွေကြေးလာရောက်ပေးတယ်လို့လည်းသိရှိရပါတယ်။စစ်ကောင်စီကရှေ့တန်းစစ်မြေပြင်ကိုပို့ဆောင်ဖို့တပ်ဖွဲ့ဝင်အင်အားလုံလောက်မှုမရှိတော့တဲ့အတွက် ARD တိုင်းပါဝင်တိုင်းနယ်ပြည်နယ်ချို့ကလူငယ်တွေကိုအကြောင်းမျိုးမျိုးပြပြီးအတ္တမဝင်ရောက်ဖမ်းဆီးမှုတွေပုံမှုလုဆောင်လာတယ်လို့သိရပါတယ်ရှင်။